တင်းရမဲ့ဘုတ်ကအရင်လိုလှင်းလင်းမြန်မြန်အလုံးမလုံးတော့လို့ခန်းစားနေရတာလားမလိုအပ်တဲ့ file တွေ application အကျဉ်းချန်တွေမေးဝဲတွေနဲ့ပြည်နေလို့ဖြစ်နိုင်ပါတယ် clean my mac ကတင်းရမဲ့ဘုတ်ထဲကအမိုက်တွေကိုရှင်းလင်းပေးနိုင်ပြီးတော့လေးဝက်နေတဲ့ပြဿနာလေးတွေကိုလည်းရှင်းလင်းပေးနိုင်ပါတယ် mac အတွက်ကမ္ဘာအကောင်ဆုံးအလားဆုံး cleaning app တစ်ခုဖြစ်တဲ့ clean my mac ကို mac os မှာပြဿနာမရှိအောင်ဘယ်လို download ဆွဲပြီးတော့ install လုပ်ရမယ်ဆိုတာကိုပြပြပေးပါမယ်ဗျာ MacBook ကိုစွမ်းဆောင်ရည်အကောင်းဆုံးဖြစ်အောင်ထိမ့်သိမ့်ပေးနိုင်တဲ့ Glimmer Mac က macOS version တချို့မှာဖွင့်တုံလို့မရတဲ့ပြဿနာလေးရှိနေပါတယ်။ကျွန်တော်ကိုယ်တိုင်လည်း install လုပ်ပြီးတုံလို့မရတော့တော်တော်လေးစာဖတ်လိုက်ရပြီးတော့နောက်ဆုံးမှာအဆင်ပြေတဲ့နည်းလမ်းအောင်တွေ့တော့ပါတယ်။ဆိုတော့ download ဆွဲတာစာ install လုပ်တာအဆုံးကိုဘယ်လိုလုပ်ရမလဲဆိုရင်ပထမဆုံးအနေနဲ့ browser ကိုဖွင့်ပြီးတော့ official website က clean my mac application ကို download ဆွဲရပါမယ်ဗျ။အဲ့ဒီအတွက် macpo.com download clean my mac ကိုဖွင့်လိုက်ပါဗျ။ ီဝလင်းလေးကိုလည်း description မှာရေးပြထားပါမယ်ဗျ။ website လေးပွင့်သွားရင် clean my mac ကို auto download ဆွဲသွားပါလိမ့်မယ်။ download ဆွဲတာဖြစ်သွားပြီဆိုရင်တော့ download folder လေးတွေဝင်ပြီးတော့ clean my mac application လေးကို application folder လေးတွေကိုဆွဲထည့်ပြီး install လုပ်လိုက်ပါမယ်ဗျ။ install လုပ်ပြီးသွားရင်တော့ application လေးကိုပထမဆုံးတစ်ချိန်တော့ဖွင့် ပေးရပါတယ်ဗျာအပလီကေးရှင်းကိုပထမဆုံးချိန်ဖွင့်ပြီးသွားရင်တော့ပိတ်ပြီးတော့ပြန်ဖြတ်လိုက်ပါမယ်ဗျအပလီကေးရှင်းလေးကိုဖြတ်ပြီးသွားရင်တော့ဒုတိယအဆင့်အနေနဲ့ browser ကိုဖွင့်ပြီးတော့ iphone my mac.com ကိုတွားပြီး utilities category ကိုယူလိုက်ပါဗျာပြီးတော့အောက်လေးကိုနည်းနည်းဆွဲပြီးတော့ clean my mac ရဲ့ torrent file ကို download ဆွဲပြီး application file ကို web torrent application နဲ့တစ်ခါထပ်ပြီးတော့ download ဆွဲပေးရပါမယ် download ဆွဲတာပြည့်သွားရင် download folder လေးတွေကိုတွားပြီးတော့ zip file လေးကို extract လုပ်ပေးလိုက်ပါမယ်ဗျ extract လုပ်လိုက်လို့အစ်စ်ထွက်လာတဲ့ folder လေးတွေကိုဖွင့်ပြီးတော့အပေါ်ဆုံးက zip file လေးကို extract ထပ်လုပ်ပေးလိုက်ပါမယ်ဗျ clean my mac application လေးထွက်လာရင်အဲ့ဒါလေးတွေကို application folder ထဲဆွဲထည့်ပေးလိုက်ပါမယ်ဗျပြီးရင်ဖွင့်ပြီးတော့တုံးကြည့်ပါမယ်ဗျ full version အနေနဲ့ install လုပ်လိုက်တဲ့ clean my mac application ကအဆင်ပြေစွာနဲ့ပဲပွင့်လာပြီးတော့ macbook ကို cleaning လုပ်ပေးမဲ့ function တွေကိုစမ်းပြီးတော့တုံးကြည့်ကြပါမယ်ဗျာ ြည့်ရတာအားလုံးအဆင်ပြေပြီးတော့ function တွေအားလုံးလည်းအလုပ်လုပ်ပါတယ်။ဒါဆိုရင်တော့ clean my mac application ကို full version အနေနဲ့ mac os ပေါ်မှာပြဿနာမရှိဘဲတုံးလို့ရသွားပါပြီ။